တရားဓမ္မတို့ရှင်းပေးပါတော့မယ်ဆိုတော့နှလုံးသားမှမူလေးရှင်းပေးနော်။ဒါရင်တရားဓမ္မနှလုံးသားမှမူဆိုတာကတော့ဖြင့်တရားဓမ္မတို့အလုံးထိုင်မှပဲနှလုံးသားမှန်ကလာမှန်ပါဘူး။အလုံးမထိုင်မဲနဲ့သာယသမီးရှိပွဲကြားထဲမှာတော့နှလုံးသားမှမူမလာပါဘူး။မှန်ပါဘူး။ဒါကြဖြင့်တရားဓမ္မတွေကပထမရှင်းဦးဆိုတာ ိမ်မှာလို့လို့ကြောင်းမှာပဲလာလို့ကြလို့ကြပေါ့ဗျာခင်ဗျားတို့အကုန်လုံးနေကြတာပဲတီးပြီးသားတွေပဲရှိသော်အင်းလေလေထွက်တာပြီဝင်လာပြီတမားရီတီအောင်နေနေလေးဆင်းကောင်းနေမနေတာပါလုတ်ကြည့်လိုက်နော်မဟုတ်သေးတဲ့ပုဂ္ဂိုလ်ကပြောတာပါမှန်ပါမလုပ်သေးတာဖြစ်တဲ့ဆက်သေးတဲ့ပုဂ္ဂိုလ်မျိုးဒါကဆက်နေလို့မလိုပါဘူးမလုပ်သေးတဲ့ပုဂ္ဂိုလ်ကြတော့ထိုင်ပြီးကလာလေလေးထွက်လာတယ်ဒီနားမှာတိုက်သွားတာလေထွက်ပြန်ပြီလို့သိလိုက်ပြီးတာပဲ ဝင်လာပြန်လဲဝင်ပြီလို့သိလိုက်မှာဒီလိုထွက်တိုင်းသိဝင်တိုင်းသိထွက်တိုင်းသိဝင်တိုင်းသိဆိုတော့စိတ်ဟာသမာဓိဟာဘယ်မှမပြေတော့တတိတသိနေတာဒါပဲဒီစိတ်ကိုကိုနိုင်ပြီလို့ဆိုလို့ရှိရင်ဖြင့်သူခါတိုင်းတောင်ပြေးမြောက်ပြေးပြေးတယ်အခုပြေးသေးရဲ့ပြေးပါဘူးအဲထွက်တဲ့ကံတဲ့ခြေတိုင်းမှာအဲတတိတုကကျိုးနေခြေထပ်ပြီခြေထပ်ပြီဒီစိတ်ကိုဘယ်နဲ့စိတ်ကိုခြေထပ်ပြီ အဲ့ဒါသူနဲ့ဓမ္မရင်းနဲ့တွဲမနေဘူးလားတွဲပါဘူးအဲ့တွဲနေတဲ့ခါကျတော့မှအဲ့လိုတီးပြီးနေတဲ့ခါကျတော့မှခန္ဓာတော်လေးတီးပေါ်ရပြီဆိုလို့ရှိရင်သူ့ကိုအသာလေးထားပြီးရှင်မြတ်တဲ့ရှင်ဆိုင်မြတ်တဲ့ရှင်သိနေတာပေါ့သိရနေပြီးတော့မှခန္ဓာကိုယ်တော့မှဦးလာလားအေးလာသလားလှုပ်လာသလားရွာလာသလားသူ့လူချင်းချင်းဘာပေါ်ကြုံးဆိုတာကိုခင်ဗျားတို့ဓမ္မရင်းတီးလာတော့ခန္ဓာကိုယ်ကပြောတယ် တပည့်ကြဘုရားပြောမှာခန္ဓာကိုယ်ပြောလိုက်ရတယ်နားတယ်ကြိုက်တယ်ကျင်းတယ်မြောင်းတယ်ဒီလိုနဲ့ပြောလိုက်ပြောလိုက်မှာဦးတယ်အေးတယ်လှုပ်တယ်ငြိမ့်တယ်ဒါလည်းပြောရင်ပြောလိုက်မှာဓမ္မရိရှိတယ်ဘယ်ဟာကပြောပြောမသိဘူးသိပါဘူးဓမ္မရိမရှိသေးတဲ့ပုဂ္ဂိုလ်ကြတယ်ဘယ်ဟာကပြောပြောမသိပါဘူးလက်ပြုံမှာနဲ့ဘုရင်နည်းနည်းလေးရှင်ပြရင်ခင်ဗျားတို့ရှင်းမှာညလူကြီးတိတ်နေတဲ့အချိန်ကြတော့ဟောဒီတိုက်တော်တော်မြင့်ပါလေ၁၈ပဲလောက်မြင့် အဲ့ဒီဘောကနေပြီးကာလာအိမ်ကောင်ငယ်ငယ်လေးကြရတဲ့အောင်အောက်မှာဘယ်မှမရှိတဲ့အချိန်မှာကြားနိုင်ကြားနိုင်ဘူးဘုလိုလူများတဲ့အချိန်ကြတဲ့အိမ်ကောင်ကြားလို့သိပါမလားမသိပါဘူးဘာလို့ဟောဆက်တန်ကလည်းရှုပ်ငန်းဒီရဲ့လူတန်ကလည်းရှုပ်ဒါဖြစ်လို့လို့ဆိုမငြိမ်မဆင်ရင်တော့တော်တော့ကြားတယ်ပြင်းထန်တဲ့အသံတော့ကြားရလားမကြားပါဘူး အဲခြုံနေတယ်ပဲစိတ်ငြိမ်ပြီးခိုင်းတဲ့နေရာမှာဒီနေရာသမားကြီးလေးတီးပြီးဒီနေရာဘယ်မှမပြေဘူးဆိုတဲ့အချိန်ကျတော့ခန္ဓာကိုယ်တွေကဝက်လှုပ်လာလဲသိတာပဲဒီကပူလာလဲသိတာပဲအေးလာလဲသိတာပဲဟုတ်လားရလာလဲသိတာပဲနာလာလဲသိတာပဲကောင်းလာလဲသိတာပဲရှင်းလားရှင်းပါဘူးအဲ့တော့အဲ့ဒီလိုသိလာလို့ရှင်းဖြင့်သမားကြီးအကြီးတဲ့ပုဂ္ဂိုလ်ကြတော့ဒီခန္ဓာကိုယ်ကပြောတာပြီးအကုန်မသိဘူးလားသိပါဘူးအဲ့ဒီလိုသိလာတာဒီ ခန္ဓာဤပင်ကိုယ်သဘောလားခုမှကိုသမารိယလို့သူပြောတာတွေအကုန်သိတာလားလို့မေးလို့ရှိရင်ဘယ်နှဖြေကြခန္ဓာဤသဘောတွေသူကဒီလိုပါပဲဆိုတာဘုရားပြောအော်ခန္ဓာကပြောတယ်ဆိုတော့ဒါဒီနေ့ညာလောက်တင်နေတယ်လို့အောက်မေ့ကြမှာနော်ခန္ဓာကပြောတယ်ဆိုတော့အော်ခန္ဓာဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူ့သဘောကဖြင့် ကိုနေရာမျိုးဒီနေရာတဖုံမှာလားဆိုတာပေါ်လားပေါ်ပါဘင်းဒါဘာလို့ဆိုတော့ခန္ဓာဒီဖောက်ပြန်လာအင်းအရင်တမာရီရှိတုန်းကတမာရီမရှိခင်တုန်းကတော့စိတ်မတည်တုန်းကတော့ဖောက်ပြန်နေညာဆိုတယ်ဘယ်မှမတည်ဘူးပြည့်ရမပြည့်ပါဘူးဘုရားတမာရီလေး15မိနစ်မိနစ်ဆက်ဖမ်းပြီးတော့မှဖမ်းနေမှတန်းနဲ့ခန္ဓာကဖောက်ပြန်နေတယ်ကြည့်လိုက်တော့ပေါ်မလားပေါ်ပါဘူးအင်းဘယ်နဲ့ကြံဒီဖောက်ပြန်နေတာလေး ခန္ဓာတွေကထူးထူးခြားခြားရတာဒီနာရတွေကြိုက်တာတွေကောင်းတာတွေစိတ်မျိုးမျိုးပေါ်တာတွေသိလာပါလိမ့်မလို့မေးလို့ရှင်မောင်နိုင်ဘယ်နဲ့ဖြေပါ့မလဲဒါကြောင့်ဘုရားကတမာရီတော်ရထဘုရားမဇာနတိတမာရီတုတ်တွေကိုနဲရတယ်မဟုတ်ဘူးတန်ရုပ်တွေအင်းလို့ထိုးတော့မှာနော်မှန်ပါတမာရီတော်တမာရီရှိတဲ့ဘုရားရထဘုရားဟုတ်တိုင်းမှန်စွာဗဇာနာတိခန္ဓာပေါ်၌သိရှင်းရှင်းပါတမာရီရရှိတဲ့ဘုရားခန္ဓာပေါ်၌ဘာတွေသိလဲဟုတ်တိုင်းမှန်စွာသိတယ်ဆိုတော့ ဘယ်လိုဟုတ်ပြီဘယ်လိုမှန်တာသိပါလိမ့်မလို့လို့မေးတဲ့အခါကျတော့ခန္ဓာကရတယ်လို့ပြောလို့ရှိရင်ချက်ဟောဝေဒနာခန္ဓာပဲလို့ပြောတာနာရလို့ပြောလို့ဝေဒနာခန္ဓာလို့ပြောတာကောင်းတယ်လို့ပြောပြန်တော့ဝေဒနာခန္ဓာလို့ပြောတာပဲအလားစားလို့ရှိတယ်လို့ပြောပြန်တော့ဒါပြန်ဘယ်သူကပြောတာခန္ဓာဩခန္ဓာကပြောနေတာခန္ဓာထဲမှာဝေဒနာမျိုးမျိုးပေါ်နေပါလားကောမသိဘူးသိပါပါ စိတ်တွေမျိုးမျိုးပေါ်နေတယ်ရုပ်တရားကိုလည်းအေးလေလှုပ်လိုက်ညင်လိုက်ပြီကောဘယ်နဲ့ကြောင့်သိပါလိမ့်မောင်ကြီးဒါပြန်ပါဠိဝင်နဲ့ကြိုက်ပါသမာဓိတော့တည်ကြည်ပြီးသောပုဂ္ဂိုလ်ဟာယထာဘူတံဟူတိုင်းမှန်ဆိုတာဗဇာနာတိခန္ဓာကပြောတာသိမသိသေးဘူးသိပါဘူးဒါတော့အိမ်ရောက်စမ်းကြည့်ပါအိမ်ရောက်စမ်းကြည့်ကြပါဒကာဓမ္မတွေနော်စမ်းကြည့်တဲ့အခါကျတော့အော်ခဏဒီလိုဒီလိုပြောနေပါလားဟိုကယာတိကနာဟိုကကြိုက်တရားခိုက် ဘစိတ်ကလေးတွေပြီးတော့ပေါ်လာတယ်။အင်းဟိုရုပ်ကြီးကပူလိုက်အေးလိုက်။ဟိုတောင်းတုံးလိုက်လှုပ်လိုက်။ငါတိတ်လိုက်ဖုံးလိုက်။အမျိုးမျိုးဖုံးဖို့သူခန္ဓာကပြောနေ။ပြောပဲ။ပြောပါအဲ့ဒါဘယ်သူကပြောတာလဲတရားတော်မှာခန္ဓာပြောခန္ဓာပြောတာဆိုတော့သိကြလားသိတာပါခန္ဓာကပြောတာကသိကြတော့ဟိုခွင့်ရတရားဓမ္မတွေကဩဒီဥစ္စာခန္ဓာဆိုတာငါကတို့ဘုရားကဟောတာလေဟုတ်ပြန်ပြည့်စည်တာကိုဟောတယ် ်ခန္ဓာဆိုတော့ဖောက်ပြန်ပစ္စည်းမှန်ပါခန္ဓာဆိုတော့ဖောက်ပြန်ပစ္စည်းအဲ့ဒါအစ်အခုအစ်ပေါ်လာတာလေးဟာငါကပင်ကိုယ်သဘောစွန့်ပြီးပေါ်လာမှန်ပါဒါသူဖောက်ပြန်တယ်လို့မဆိုဘူးမှန်ပါအဲ့ဒီဖောက်ပြန်တာလေးပဲသမရိရှိတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ကြတော့ဖောက်ပြန်တာလေးပျောက်ပျောက်ပါပျောက်ဘူးလားပျောက်ပါဒါဖြင့်ဖောက်ပြန်တာကပေါ်လာတာပြည့်စည်တာကပျောက်ပျောက်ပါဖောက်ပြန်တာကပေါ်လာတာ ရှိတယ်ကကြောက်သွားတော့အွန်းဖြစ်လိုက်ပြက်လိုက်ပဲပြန်ရောက်မှန်ပါဘာပြန်ရောက်ဖြစ်လိုက်ပြက်လိုက်ပြန်ရောက်တော့အွန်းခန္ဓာကိုယ်ထဲမှာအဖြစ်နဲ့ပြက်တာရှိပါလားတွေ့ကြတယ်ဘူးလားတွေ့ပါဘူးဘာတွေတွေ့ခန္ဓာကိုယ်ထဲဖြစ်မှုနဲ့ပြက်မှုပဲရှိမှန်ပါဒါအိမ်ကြလိုက်ချင်းတက္ကရာသမားကြီးလေး15မိနစ်လောက်ဖမ်းပြီးတော့ခန္ဓာဆောင်ကြည့်နေကြဆောင်ကြည့်နေတဲ့အခါကျတော့ခန္ဓာကဟုတ်ပြန်တယ်နဲ့ပြက်ရှိတာကိုသူပြောလိုက် ဝေဒနာလေးပေါ်လာရင်ဖောက်ပြန်လာငကောမရှိပဲကိုယ်ကမှန်ပါဘူးခုမှဖောက်ပြန်လာဒုက္ခပေါ်လဲဖောက်ပြန်လာတာဒုက္ခလေးပြောက်သွားကြတော့ပျက်စီးတာပျောက်တော့ပျက်စီးတာကိုပေါ်ရပေါ်လာတော့ဖောက်ပြန်လာပေါ်လာတာဘယ်ငယ်သဘောအထဲမှာထူးခြားပေါ်လာမှန်ပါတော်ရရထူးခြားပေါ်လာတာကဘာလဲဖောက်ပြန်လာဖောက်ပြန်လာလေးပဲစိုက်ကြည့်လိုက်တော့ပျက်စီးတာမြင်ရတော့ဩခန္ဓာကိုယ်တော့မှဖောက်ပြန်ပျက်စီးတာရှိပါလားပြောပါ ဒါလို့ဆိုကြပါဘောက်ပြံပြည့်စည်တာရှိတယ်ဆိုတာရင်းပြီဟောဒီကြရမှာဩခန္ဓာထဲမှာဖောက်ပြန်တာနဲ့ပြည့်စည်တာပဲရှိတယ်အစ်စ်ပေါ်လာတာကဖောက်ပြန်တာပေါ်လာတာလေးပြောက်သွားတာကပြည့်စည်တာသဘောကျအဲဖောက်ပြန်ပြည့်စည်တာလေးဒီတွေ့ပြီးနေတော့ဩယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးဒိဋ္ဌိတွေဘာတွေခွာရမလို့တော့ဖောက်ပြန်ပြည့်စည်တာပဲတွေ့ပြီ ဒီခါကျတော့မျက်နှာလေးလည်းမပေါ်လာဘူး။ဆံမင်းလည်းမပေါ်လာဘူး။ကိုယ့်ဟာကိုယ်ညာလေးနဲ့ပဲကြည့်နေတော့ဖောက်ပြန်နေတဲ့ပဲရှိတာတွေ့နေတော့ယောက်ျားမင်းကအလူလူပြတ်လာ။မှန်ပါဗျာ။ပြတ်ခူးလား။ပြတ်ပါဗျာ။ဖောက်ပြန်ပဲရှိတာလေးကကြည့်နေတဲ့ဓမ္မတွေဘာတွေပြတ်သွားလဲ။ယောက်ျားမင်းကသားတွေသမီးတွေဆွေတွေမျိုးတွေပြတ်ပါဗျာ။ဒုက္ခနာမလဲငါလည်းငါလည်းပြတ်သူလည်းပြတ်လက်လည်းပြတ်ခြေလည်းပြတ်ဘာတွေပြတ်အခုပြတ်ညာနဲ့ဘာရင်ပေါ်နေ။ဟုတ်ပါဗျာ။ င်းသစ်ပေါ်ရဲပြရှိသွားရဲအသစ်ပေါ်ရဲပြရတဲ့လေးကြီးပြန်လို့ပေါ်လိုက်ပြလိုက်နားရတဲ့ကြီးလည်းပြန်လိုက်အင်းခါကာရင်းလာပြန်လာပေါ်လိုက်ပါပါပေါ်လိုက်ရစိတ်မျိုးမျိုးပေါ်ပြန်ဝင်ပါလားအဲရုပ်ရည်ကပူလိုက်အေးလိုက်ရအောင်ဝင်ပါလားအပူလေးပေါ်လာလိုက်အပူလေးပြတ်သွားလိုက်အေးလေးပေါ်လာလိုက်အေးလေးပြတ်သွားလိုက်ဩခန္ဓာကိုယ်ထဲမှာခင်ရောက်ချမ်းမိမ့်မဆိုတာကအရက်ကပြောတာပါလားတို့ငွေပဲတင်လိုက်တဲ့အသွားပါလားသိချာချာတမာရီတည်တည်နဲ့ ညာမျက်လုံးနဲ့မျက်လုံးမှိတ်ကြည့်ပြီးတော့မျက်လုံးမှိတ်လိုက်တဲ့အခါကျညာမျက်လုံးကလာပွန့်တယ်။တပည့်ကြပါဘုရားမျက်လုံးပိတ်ပြီးဒီကလည်း၆ဓာရပိတ်ပြီးဒီက၅ဓာရပိတ်ပြီးမနောဓာရဆိုရင်ညာမျက်လုံးဖွင့်ကြည့်တာပေါ့။ညာမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါကျတော့ဒကာဓမ္မတွေဘာတွေတွေ့အဲဖောက်ပြန်ပြည့်စည်တာတွေတွေ့နေပေါ်လာရင်ဖောက်ပြန်ပြီပေါ်လာရင်မရှိပြန်ရင်ပြည့်စည်ပါဘူးအဲ့ဒီလူကြီးဒကာဓမ္မတွေကပြပါငါလည်းမရှိဘူးသူလည်းမရှိဘူး သေချာဉာဏ်နဲ့ကြည့်တော့ဘာတွေတွေ့ဟုတ်ပါဘူး။ဟုတ်ပြန်ပဲရှိတာပဲတွေ့ပြီးဒီကရဏနေတော့ဩဝိပရိနာမလက္ခဏာဒုက္ခသစ္စာတရားဓမ္မလေဝိပရိနာမလက္ခဏာဒုက္ခသစ္စာဝိပရိနာမလက္ခဏာပင်ကိုယ်တော်စွန့်စွန့်သွားခြင်းဒီဒုက္ခသစ္စာဒုက္ခသစ္စာမြည်ဆိုသဖြင့်ဟောက်ပြန်နဲ့ပြည့်ရှိတာပင်ကိုယ်တော်စွန့်တာဟောက်ပြန်လာတော့လေပင်ကိုယ်အနေတော်ကိုစွန့်တာ ပြစ်ဆီးသွားတာလေဒါဖြင့်ဖောက်ပြန်တာလေဘုမတိတိကပုတ်လာတယ်ဆိုတော့ဖောက်ပြန်သူအမှဲ့ဘောဆွန်းဘောတော်ကြဒါဖြင့်ဖောက်ပြန်တာလေဘင်္ဂိုလ်ဘောဆွန်းတာလေပြစ်ဆီးတာတော့ခန္ဓာကိုယ်တော့မှရှိတော့ဖောက်ပြန်ပြစ်ဆီးတာကြီးတွေ့နေတော့ဩဖောက်ပြန်ပြစ်ဆီးတာဘာတွေပါလဲမလို့ဆိုတော့ဒုက္ခသစ္စာသာပါဒီပါလားလို့မှတ်လိုက်ဖောက်ပြန်ပြစ်ဆီးတာဘာတွေပါလဲဒုက္ခသစ္စာ ထိုင်တတ်ကြလားထိုင်ပြီးတခါတော့တမားကြီးဖမ်းပြီးဆယ်မဆင်းကမ်းနဲ့ဖမ်းတဲ့ပြီးခန္ဓာကပေါ်ရာကိုကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့မှာလဲပေါ်လာတာကဖောက်ပြန်တာပေါ်လာတယ်ပြောက်သွားတာကအဲ့ဒီကဲကိုတွေ့ပြီးဆင်းကမ်းပြီးရုပ်ကဏ္ဍရဲ့ရွေးမနေနဲ့တာဒီကြတာရုပ်ကဏ္ဍရဲ့ရွေးမနေပါနဲ့တော့တဲ့ဖောက်ပြန်ပြည့်စည်တဲ့သစ္စာနဲ့ရှုနေတော့ဖောက်ပြန်ပြည့်စည်တာပဲတွေ့တာပါမှန်ပါရှင်းမှန်ပါဖောက်ပြန်ပြည့်စည်တာပဲတွေ့နေတော့ဩ ယောက်ျားတွေဖြုတ်ဖို့ကလူသေးလူပါဘူးဓမ္မိမပဲတော့ဖြုတ်ပါဘူးသူတွေကဖြုတ်ပါဘူးဘယ်ကလာလေးနဲ့ပြုတ်တပည့်ကြအင်းဘယ်ကလာပါလိမ့်မလို့မဟုတ်ဘူးပေါ်လာပြီးပြည့်တဲ့ဓမ္မတွေပဲအကြောင်းဒီတိုင်းသာရှိနေအကြောင်းဖြစ်ရဲ့အကျိုးဖြစ်တာပဲအကြောင်းပဲအကျိုးပြတ်တာပဲဆိုတာလေးတွေတစ်ခါတပါသွားအဲ့ဒါဖောက်ပြန်ပစ္စည်းတာလေးကိုဓမ္မတွေစောင့်ကြည့်စေခြင်းတည်းနော်ပါကြည့်ကြဖောက်ပြန်ပစ္စည်းတာ ောက်ပြန်ပြည့်စည်တာလေဓမ္မရီရှိဥတော့တည်အောင်လုပ်ပြီးစောင့်ကြည့်စမ်းပါတဲ့စောင့်ကြည့်တော့ဖောက်ပြန်ပြည့်စည်တာဟာအင်းခြေတော့တွေ့မလားခြေတော့ပေါ်မှာဖောက်ပြန်ပြည့်စည်တာတွေ့မလားဘောဘောဖောက်ပြန်ပြည့်စည်တာတွေ့မလားဖောက်ပြန်ပြည့်စည်တာတွေ့မလားမျက်စိနားနာကောင်းတွေ့မလားဖောက်ပြန်ပြည့်စည်တာတွေ့မလားအဲဖောက်ပြန်ပြည့်စည်တာတွေ့တော့ဒါဒီကဓမ္မ ानु ပါဒနာပရိပ္ပဌာန်တဲ့သစ္စာမြင်တဲ့ဓမ္မ ानु ပါဒနာပရိပ္ပဌာန်ရိမ့်မိကြပါပါလိမ့် အဲ့ဒီကဲဓမ္မနုပါဒရာတိခန္ဓာဒီတိုင်းခန္ဓာကိုယ်ကြီးစောင့်ကြည့်နေတော့ဟောပြန်ပြည့်စည်တာကဒုက္ခသစ္စာမြင်တာကမကသစ္စာဟောပြန်ပြည့်စည်တာကဒုက္ခသစ္စာမြင်တာကမကသစ္စာဩဟောပြန်ပြည့်စည်တာကဒုက္ခသစ္စာမြင်တာကမကသစ္စာဩတရားဓမ္မရဲ့သန္တာမှာမျက်မျက်လုံးနဲ့ကြည့်လိုက်မျက်မျက်လုံးနဲ့ကြည့်လိုက်သဘောကျလားဗာမျက်လုံးနဲ့ကြည့်မျက်မျက်လုံးနဲ့ကြည့်ပါ မျက်မျက်လုံးလိုက်ကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့ပါလဲ။ဟုတ်ပါပါ။အော်ဒါဖြင့်ပင်ကိုယ်ရတဲ့ခန္ဓာကိုယ်ကြီးကဖောက်ပြန်လာတဲ့ပြည့်စည်တာပဲရှိ။မှန်ပါပါ။ဥပရိနာမလက္ခဏာဒုက္ခသစ္စာကိုဖောက်ပြန်ပြည့်စည်တာရှိတယ်ဘို့ဖောက်ပြန်ပြည့်စည်တာတွေ့လို့ရှိရင်ဒီမျက်လုံးဟာနှလုံးသွင်းမှမလားမမှားမှားသေးလားမေးကြည့်။မမမမနဲ့တဲ့ပါမမယောနိကမနိကာရနဲ့ပညာနဲ့တွဲသွားပြီမမအဲ့ဒီကဲဆိုတွဲသွားတဲ့အခါကျတော့ဩဖောက်ပြန်ပြည့်စည်တာကအစ်စ်ရှိပါလားလို့သိတော့ အနာကိုယ်ရမှာဟောပြန်ပြည့်ရှိတာကသာသစ္စာဟောပြန်ပြည့်ရှိရသိနေတဲ့သဘောလေးကအဲဒီမှာဒီမမြလုံးကြီးနဲ့ဒကာဓမ္မတွေဒီဣတိဣတိပိဒကာကနေတော့အဲဟောပြန်ပြည့်ရှိတာကဒုက္ခသစ္စာရှိလုံးရှိလို့မြင်လာလေးကမကသစ္စာလေးဖြစ်နေတော့အော်နှလုံးသွင်းမှန်တော့လေဒုက္ခသစ္စာသွားတွေ့တာနောက်တော့ဒီဒုက္ခသစ္စာကြီးကဒကာဓမ္မတွေမြင်မြင်နေတယ်ပဲအော်မိမိခန္ဓာရဲ့လို့ ြောတာနေရတာပါလားဒုက္ခသစ္စာအဆိုင်ခဲကြီးဒုက္ခသစ္စာတွေကြီးပဲအကုန်ရှိနေတာကိုဒါတွေမတွေ့ဘူးတွေ့တဲ့အခါကျလို့ရှိရင်ဒီချိန်မှာပဲဒကာဓမ္မတွေစဉ်းစားကြည့်တော့ဟောပြန်ပြစီတာလေးကိုမြင်မနေဘူးမြင်ပါမြင်နေတဲ့အခါမြင်တာလေးကမက်ကလေးဖြစ်နေမြင်တာမက်မျက်လုံးလေးသမာဓိတိမျက်လုံးလေးတဘောကြတနည်းဝိဇ္ဇာမျက်လုံးလေးဆိုရင်ဟုတ်မှန်ပါအမှန်သိလာတာကိုဝိဇ္ဇာမျက်လုံးကဟုတ်တယ်နော်မှန်ပါသမာဓိတိမျက်လုံးကဟုတ်ပါ အဲညာမျက်လုံးကိုဟုတ်ပါဘူးဝိဇ္ဇာလေးကိုဟုတ်ပါဘူးဒါဒီလိုအဲ့ဒါဒါရီယာဘုရားဗရိယံနဲ့ကဟောနေတာရှင်စဉ်ညာမျက်လုံးတစ်လုံးနဲ့ပဲနော်အဲ့ဒီကတော့နှလုံးသားမှန်မှန်နဲ့ဒကာဓမ္မတွေကြည်ပြီးဒကာလာနေတော့ဟောပြန်တယ်ရှိတာနဲ့ပဲမြင်ပြီးဒီပြင်ယောက်ျားမိန်းမလေးခွာဖို့လည်းမလိုတော့ဘူးလိုသေးလားလိုပါဘူးရှိတာကဘာတွေတွေ့ဟုတ်ပါဘူးအဲ့ဒါဟောပြန်တယ်ရှိတာဒီကတိစားတွေ့တဲ့ညာလေးမှန်ပါတယ် အင်းမဂ္ဂသစ္စာလေးရနေတော့အင်းဆူတောင်းလို့ရရလားတရားဓမ္မတို့နှလုံးနဲ့မှန်လို့ရတာအဲ့ဒါကြောင့်ဒါကြရတယ်ဆိုတော့ဆူမတောင်းနေတော့တရားဓမ္မတို့ဒီမျိုးလုံးလေးရပြီတဲ့နိဗ္ဗာန်နောက်နိဗ္ဗာန်မြင်တဲ့မျိုးလုံးရတော့အခုကဒုက္ခမြင်တဲ့မျိုးလုံးရတယ်မှန်ပါတဘောကြရဒုက္ခမြင်တဲ့မျက်လုံးရပါဘုရားဘုရားဒုက္ခသစ္စာပဲဆိုတော့မျက်လုံးကပြန်ရပါရသေးတယ် ကံရည်ရတဲ့ဉာဏ်လေးရတယ်။ငါကယောက်ျားမင်းကခြင်းနေတာဒုက္ခသစ္စာလို့ဘယ်တော့မှမအောင်မိဘူး။မှန်ပါဘူး။ဒါဆိုရင်ခြေဒုက္ခခြေဒုက္ခတွေသင်ရှားပြီးဒီကလာနေတဲ့တွေ့ဒုက္ခမောဥပ္ပဇ္ဇမနာဥပ္ပဇ္ဇိဒုက္ခနိယဇ္ဇမနာနိယဇ္ဇိတို့အင်းဖရာကဟောထားတာဒုက္ခဖြစ်ဒုက္ခပြစ်တာတွေမြင်တော့ဒုက္ခသစ္စာသာရှိတယ်ဆိုတာပေါ်မလား။ပေါ်ပါဘူး။ဒါကြောင့်ပေါ်လာတဲ့ခါကျတော့ အင်းဖြစ်ဖြစ်ကဒုက္ခသစ္စာမြင်လားမြင်တာလေးကမြင်ပါဘူး။အင်းစောင့်ကြည့်တော့ဒီတိုင်းမြင်မြဘူးလား။မြင်ပါဘူး။ဓမ္မရိယာကြီးကြည့်လိုက်တဲ့အခါကျတော့မြင်ပါဘူး။အင်းသူတော်ဘုရားကြည့်နေရတာလားတဲ့။ငါကမိမိထင်နေတာကြည့်ရတယ်။မြင်ပါဘူး။မိမိလားဒုက္ခသစ္စာ။ဒုက္ခသစ္စာ။မိမိနဲ့ဒုက္ခသစ္စာကိုဖွဲ့သွား။မြင်ပါဘူး။ဥပါလေပဲနဲ့။မိမိနဲ့ဒုက္ခသစ္စာကိုဖွဲ့သွား။မိမိနဲ့ဒုက္ခသစ္စာမိမိကိုယ်ပဲလို့ထင်နေဥစ္စာဘယ်ဟောအောင်မိမိကိုယ်။ဘယ်ဖောက်ပြန်ပြစ်တာတွေပြနေတော့ မိမိကိုယ်ကိုမဟုတ်တော့ဘူး။ဘာဖြစ်နေလဲ။ဒုက္ခဒေသတက်တက်ဖြစ်နေတယ်ဆိုတော့ပေါ်လား။ပေါ်ပါဘူး။မိမိကိုယ်ဟုတ်သေးရဲ့လား။ပေါ်ပါဘူး။ဒါပြန်မိမိကိုယ်မဟုတ်တော့ဒုက္ခဒေသတွေပဲဆိုတော့သိကြတယ်။သိကြတယ်။ဒီဘောပြန်လို့ရှိနေတဲ့သဘောလေးတွေကလည်းပေါ်လဲပြောင်းပေါ်လဲပြောင်းလဲပေါ်လဲပြောင်းနေနေပြန်တော့လေ။အင်းသူ့လိုတော့ပဲ။မိမိလိုဆန္ဒဒီထဲမှာတားလို့ရှိလို့မရတဲ့သဘောတွေပဲဆိုတာလေးကရောက်မလား။ရောက်ပါဘူး။အဲဒီနော် နစ္စတွေလည်းအတွန်းဝန်သွားပြီဒုက္ခတွေကိုပြမအနတ္တတွေကိုပြမအဲဒီလိုမှတ်ကြပြီတော့ဟောက်ပြန်ပဲရှိတာတလုံးဟာဘာသစ္စာဒုက္ခသစ္စာအဲ့ဒီအနစ္စဆိုတာလည်းဒီဒုက္ခသစ္စာတွေသွားဝင်တာပဲမှန်ပါဒုက္ခဆိုတာဒုက္ခသစ္စာပြမအနတ္တဆိုတာဒုက္ခသစ္စာအဲ့ဒါယနေ့ညတရားဓမ္မတွေကိုသင်ပေးနေတာကခင်ဗျားတို့အနစ္စဒုက္ခအနတ္တလုံးနေနေတော့နောက်ဆုံးပြီသစ္စာမြတ်နိဗ္ဗာန်ဝင်တာဟောက်ပြန်ပဲရှိတာမြင်လို့ရှိရင်အနစ္စဟာ ီချက်ဝင်သွားပြီသစ္စာတွေဝင်သွားပြီမှန်ပါဒုက္ခသစ္စာတွေမှန်ပါတပည့်ကြဒီရင်ရှင်တော်လေးဘုရားကပြောထားတဲ့ဓမ္မတွေရှင်းရှင်းကြည့်လိုက်သိသားပဲဥပမာရှင်ကြီးကအဲဘုန်းကြီးတို့ကြောင့်အရှင်ကနေပြီးဒီကလာဟိုဘက်ကြောင့်ဆင်းသွားတယ်ဆိုတော့မောင်မေမှန်ပါရှင်ကြီးရှင်ရတွေတော့ခင်းမနေဘူးမှန်ပါနောက်တကခိုးရဒီနောက်ကလိုက်သွားတဲ့အခါရှင်ချာအုံမြောင်နင်းနိုင်တဲ့သရဝါနောက်ထပ်လာကြမြင်သေးရဲ့မြင်ပါဘူး ဆင်ခြေရတဲ့ကဝညာမှန်ပါဆင်ခြေရတဲ့ထောက်ထောက်ပြီးတကယ်လာတော့သူတို့လူကျင်တဲ့ခီးကိုအပြည့်တိုင်းသွားကြရမယ်မှန်ပါဆင်ခြေရတဲ့ကဝညာမှန်ပါဆင်ခြေရကိုသိကြည့်တာကရှိသေးရဲ့မရှိပါဘူးအဲထုတ်သူပဲဟောက်ပြန်ပြက်ရှိတာတခုမြင်လိုက်လို့ရှိရင်သူကဆင်ခြေရပဲလေအနိစ္စလေဒီထက်ထောက်ရတာပဲလေဒုက္ခရောဖြစ်သောအနတ္တရောဖြစ်သောအတုကရောဖြစ်သောဟောလည်းဟောက်ပြန်ပြက်ရှိတာလေတလုံးနဲ့တကယ်ဓမ္မတွေကပိုင်းပိုင်းနိုင်နိုင်လေးကြည့်နေ မာရိယယာနဲ့ကြည့်နေ။ဩဖောက်ပြန်ပြည့်ရှိနေတာ။ဟောဖောက်ပြန်ပြည့်ရှိနေတာပဲဆိုတော့ဖောက်ပြန်တာကဖြစ်တာနော်။အင်းပြည့်ရှိတာကဖြစ်တာ။ဒီကောလုံးမှာဖြစ်ပြက်ပဲရှိတယ်ဆိုတော့ပြန်ဝင်လာတာ။ရင်းမိတာ။ဒါကြောင့်ဩဘာနာသားတွေကဘာနာသားတခါတွေတိခါတွေကမဖြစ်ပြကွာလို့တခြားအောင်းမိမလို့ဘာနဲ့ဒုက္ခသစ္စာပါ။ရင်းမိတာ။ဖြစ်ပြပါသစ္စာ။အဲဒီတော့ဖြစ်ပြရှုနေတာသစ္စာရှုနေတာလို့မှတ်လား။ ြည့်ပြည့်ရှုနေတာဒုက္ခသက်္ခါရှုနေတာဒုက္ခသက်္ခါရှုနေအဲ့ဒီကလေးရှုတော့အရှုခံရတာကဒုက္ခသက်္ခါရှုညာကမကသက်္ခါသွားဖြစ်မှန်ပါဖြစ်သေးဘူးလားဖြစ်ပါဘူးအဲ့ဒါအင်းဒကာဓမ္မတို့အခုရှုနေတဲ့သဘောလေးကိုခင်တဲ့စိတ်ကလေးမင်းတဲ့ဆွဲလန်းတဲ့စိတ်ကလေးဟုတ်လားအထုတ်ပြီးတဲ့ဒါမျိုးဖြစ်ပြရကြံလို့အထုတ်ဦးမယ်ဆိုတဲ့တဏှာဥပါဒံကံနေလာသေးမလားမြင်သေးတဲ့ကလေးရှုနေရတဲ့တွေ့ ကာမဒုက္ခနဲ့ကနိရောဓဆိုတဲ့တဏှာဥပါဒံကံနေတဲ့ကာမဒုက္ခနဲ့ကကာမဂုဏ်ခံစားတဲ့တဏှာဥပါဒံတွေကိုလာသေးတယ်မလာပါဘူးမလာတော့ဘူးနော်တပည့်ကြားစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းဆိုတဲ့ဒုက္ခတွေကိုမလာပါဘူးอืมတရားကဘာဖြစ်နေတာလဲဆိုတော့ဩဒါဖြင့်ဆင်းရဲတဲ့လမ်းလမ်းမဟုတ်ဘူးကာမဂုဏ်ချမ်းသာတဲ့လမ်းလမ်းမဟုတ်ဘူးဒါအလေလမ်းပါလားလို့မှတ်လိုက်တာမှန်ပါဘူးစိတ်ဆင်းရဲကိုယ်ဆင်းရဲတဲ့လမ်းကဟုတ်တယ်မှန်ပါဘူး စိတ်သာယာကိုသာယာတဲ့လမ်းကိုစိတ်သာယာကိုသာယာတဲ့လမ်းဆိုလို့ရှိရင်လည်းတရားဓမ္မတွေကတဏှာကာမတုခဏကနေရတာလမ်းဖြစ်သွားတဏှာလမ်းဖြစ်နေဆိုဘက်ကလည်းဒေါသလမ်းဖြစ်တဏှာလမ်းဒေါသလမ်းအလေကိုရောက်သွားဒါပြန်အလေလမ်းကိုရောက်ရင်းပြီဘုရားအလေလမ်းကဘုရားဖြစ်တာကိုသတ္တဝံကရဏနေကောအဲဒီကိုဟုတ်ပြန်ပြည့်စည်တာကိုမြင်နေမြန်လေးကနေပြီးတကာလာသွားပါအလေလမ်းကိုရောက် ဒီညာအလဲလမ်းပဲဆိုတော့ရိပ်မိပြီကောင်းမိတာဖြင့်ဒကာတော်မတို့ဒီနေ့ညာစစမ်းကြည့်တာပေါ့ခင်ဗျာကိုတားအပ်ပြီးစမ်းကြာတော့ရင့်လာတယ်နော်ရင့်လာတော့အခုအဲ့ဒီချိန်လေးမှာတစ်ချက်သေးကိုဘောကဖြစ်စီပေါ့တစ်ချက်သေးဖောက်ပြန်တဲ့စီတာလေးကိုညာနဲ့တဲ့ပြီးညာလိုက်တယ်ဆိုလိုက်ပါတယ်အဲ့ဒီတစ်ချက်ဟာမောင်နေအလွန်ရေးကြီးမှန်ပါဒီတစ်ချက်အလွန်ရေးကြီးတယ်တဲ့ဒီတစ်ချက်ကလည်းကြောင့်ဘယ်တော့အရေးကြီး မွန်မြတ်တယ်လို့ဆိုရပါလိမ့်မလို့ဆိုတော့ခနဲ့တဏှာဥပါဒံကာဏီကိုလာသေးလားဟာဒါဖြင့်ပပင်စာချုပ်ပြီမှန်ပါဒေသဒေသပရိဒီဝါရီမှန်ပါအင်းဒါဖြင့်ဒကာဓမ္မတို့ကမဒုက္ခဏိကနေရာကလမ်းလည်းမရှိဘူးမှန်ပါအတ္တကိလမဏနေရာကလမ်းတော့မရှိပါဘူးအလေလမ်းပေါ်သေးချာရောက်တော့အလေလမ်းကနေမှနိဗ္ဗာန်သွားလို့ရမှန်ပါ ဒီကမှနိဗ္ဗာန်သွားလို့ရတယ်။အလယ်လမ်းကနေမှနိဗ္ဗာန်သွားလို့ရတယ်ဆိုတာပေါ်ကြ။ဒါဖြင့်ကိုယ်ခန္ဓာကိုယ်ကိုငါကကိုယ်ခန္ဓာလို့ထင်နေတာမဟုတ်တော့ပါဘူး။သစ္စာတဒုက္ခသစ္စာတက်တက်ပါပဲလို့ဆုံးဖြတ်ချက်။မချရဘူး။ဉာဏ်မရှိဘူးရှင်တော်။ဉာဏ်မရှိတော့ဟိုနေရာဖောက်ပြန်ဒီနေရာဖောက်ပြန်ဟိုနေရာပြည့်စည်ဒီနေရာပြည့်စည်တယ်မတွေ့ဘူး။တွေ့ပါဘူး။အဲဖောက်ပြန်ပြည့်စည်တဲ့ဘာသစ္စာ။ဒုက္ခသစ္စာ။အင်းမြင်တာ။မြင်တာ။ဒါဖြင့် ကံကံခံစားတဲ့လမ်းကိုပြတ်သွားပြတ်ပါဘူးကိုဆင်းစိတ်ဆင်းရဲလမ်းတွေကပြတ်ပါဘူးဒါဘယ်လမ်းရောက်လဲပြတ်ပါဘူးဒါဒီလိုရှုပ်နေတာအလယ်လမ်းရှက်အလယ်လမ်းရောက်တာပဲလေးမိဘူးလားပြတ်ပါဘူးအဲရှုပ်ပါများလာတဲ့အခါဖောက်ပြန်ပြည့်စည်တယ်မြင်ရတဲ့အခါကျတော့စိတ်ချင်းကကြီးငွေမုန်းတော့ဘာဖြစ်လို့မုန်းတော့လို့နေတဲ့အခါကျတော့မှဖောက်ပြန်ပြည့်စည်တာကြီးရထားလို့မုန်းမှန်ပါ ဘယ်နဲ့ကြောင့်မုန်းလဲ။ဟုတ်ပါပါဘုရား။ငါကတော့ကတော့အရတော်လေးစွာလို့ဖြင်းနေတယ်။မှန်ပါ။အခုတော့ညံမြလုံးဆရာဘုန်းကြီးတက်ပြလိုက်တဲ့တွေ့။ဟောပြန်ပြေးရှိတာပဲသေချာရသင်ရှားဘူးလား။သင်ရှားပါဘူး။သင်ရှားတော့ဩအရမတော်ဘူးဒီဆရာကြီးကတကယ်ညံမြုံးဆရာကြီးရထားတယ်ဆိုတော့ညာဟာဟောပြန်ပြေးရှိတာမြန်မာများရင်တက်လိမ့်မယ်။မှန်ပါ။ညံမြုံးနဲ့ညာမတက်ပဲ။တက်ပါဘူး။ကျားတော့တက်ရင်ညာမကရွှေရမတ်တက်နဲ့ မုန်းလုံနဲ့မကပဲနဲ့ဟောဒါကြီးနဲ့ဖြင့်နေပဲမနေခြင်းမူရပဲမရခြင်းမူဆိုရလဲတက်တက်လောင်မှန်ပါမတက်ပဲတက်ပါတက်တည်နေတဲ့ပြင်နေတဲ့ခဏဖောက်ပြန်တဲ့ကြီးတာတွေအကုန်ပြတ်သွားခန္ဓာပါပြောက်ဟုတ်ရင်တည်းရပြောက်တယ်ဆိုတော့ခန္ဓာပြောက်တယ်ပြောက်ပါပြောက်ပြီပြောက်ပါအဲဒီပြောက်သွားတဲ့ခါကျတော့မှဩဖောက်ပြန်ပြည့်စုံမှုကဒုက္ခသစ္စာအခုဖောက်ပြန်ပြည့်စုံမှုပြောက်သွားလို့ မိမိညာလေးနဲ့အခုမြင်ရတဲ့နေရာကမဖောက်ပြန်တဲ့နေရာတည်းတပတ်ကြာမဖောက်ပြန်နဲ့အဲ့ဒီနိဗ္ဗာန်ကကုသိုလ်ခဏညာလေးကအရင်တော့ဖောက်ပြန်ပဲရှိတဲ့ပဲနေတယ်နောက်တော့ဒီဖောက်ပြန်ပဲရှိတာကြီးမလို့ရှင်တော့ဟိုဖောက်ပြန်ပဲရှိတယ်ပြတ်ထွက်တာမဖောက်မပြန်ပဲနဲ့ခိုင်မြဲတာဒီလားပေါ့နိဗ္ဗာန်လားပေါ့လေဆိုကြပါစို့တပတ်ကြာနိဗ္ဗာန်လားပေါ့တော့ဘယ်လိုပေါ်ရင်းဆိုတော့ ဓာတ်ရှင်ပြကြလို့ပဲပတ်လိုက်ကြတယ်။အရင်တော့ကတော့ပိတ်စကားကြီးပေါ်မှာအယုတ်တွေရှုပ်။နောက်ဓာတ်ရှင်သိင်းတော့ပိတ်ရှူကြီးပေါ်လာ။ပေါ်လာဘူးလား။မသိငင်ကရှုပ်ချက်ခတ်တယ်။သိင်းလိုက်တဲ့အခါကျတော့ရှင်းတယ်။ဒီမှာလဲဆိုနေပြီပဲ။ပထမတုန်းကဓမ္မရင်းနဲ့ရှုပ်နေတုန်းကရှုပ်ချက်ခတ်တယ်ရှုပ်နေရတယ်။ဟောပြန်မသိတဲ့ကြီးရှုပ်နေရ။နောက်တော့ရင်မလို့ခြင်းတော့ပါဘူးမရကြတော့ယုံပါတယ်မုန်းပါတယ်ဆိုတဲ့ညာနေတက်ပြီးမလို့ခြင်းဘူးဆိုတော့ခုနကပိတ်ကားမြင်ရတယ်လို့တခါလေရှင်းထွက်တော့ ရင်းမိဗလားဒါလို့တင်ပေးနေတယ်တော့ယနေ့မှတ်ပါရှင်းမလား